တ်တော်ဒီမမိုက်တော်နာဤလန်ခီလင်းစေပြီစင်နံကတော်လန်လျှာပူဆောင်နေစေပြီဘုရားနဲ့တီတွေ့ဖို့နေစတော်တည်လျင်နေဝါရဲ့တန်တွေရင်ချလုံးလာစီရဲ့ ုပြုရခြင်းအခန်းကြီး9သုံးတယောက်တော်သူသည်အမှုကိုမြင်သည်ဖြစ်စေတည်သည်ဖြစ်စေကျင်းဆူစေသောစကားကိုကြား၍တက်တည်ဖြစ်လက်နှင့်ပြန်မပြောဘဲနေသည်ဖြစ်ပြစ်မှား၍မိမိတုဆက်အပြစ်ကိုခံတော်၎င်းသုံးတယောက်တော်သူသည်မစင်ကြဲသောတားရင်တားရင်တွားတတ်သောသရိဆိုင်ဤအကောင်အဆရှိသောမစင်ကြဲသောအရာသုံးတစ်ခုကိုအမှတ်တမဲ့ချိမိ၍မစင်ကြဲရာသို့ရောက်၍ အပြစ်ရှိတော်လကောင်လူနှက်ကတ်သောမစင်ကြေသောအရာသဆုံးတစ်ခုကိုလေမသိပဲထိမိ၍နောက်တဖန်တိလင်အပြစ်ရှိရသောရောက်တော်လကောင်တစုံတယောက်သောသူသည်ကောင်းသောအမှုမကောင်းသောအမှုကိုပြုမိဟုအကျိုးအပြစ်ကိုမသိပဲချိန်ဆိုလက်သစ္စာပြည့်၍နောက်တဖန်တိလင် အရင်ကျိန်ဆိုလက်တစ္ဆာပြုလျရာရာ၌အပြစ်တဆုံတစ်ခုတော်၎င်းထိုသို့သောအပြစ်တဆုံတစ်ခုရောက်လင်ထိုအပြစ်ကိုဖော်ပြတောင်းပါရမည်ပြမမိသောအပြစ်အတွက်အပြစ်ဖြေရာရစ်ဖြစ်စေခြင်းကတိုးတငယ်ဖြစ်စေစိတ်တငယ်ဖြစ်စေအမတကောင်ကောင်တီးဟုသောသူစရိုက်ဖြေရာရစ်ကိုထာရဖျားထံတော်သို့ဆောင်ခဲ့ပြီးလျှင်ရစ်ပရောဟိတ်သည်ထိုသူဤအပြစ်အတွက်အပြစ်ဖြေခြင်းကိုပြုရမည် ဒိုးဒငယ်ကိုမတက်နိုင်လင်းပြမှားမိတော့အပြစ်အတွက်ပြစ်ဖြေရရစ်ဖို့တကောင်မင်းရွှေရရစ်ဖို့တကောင်ခိုးနှကောင်တို့မဟုတ်ကျုပ်ကလေးနှကောင်ကိုထောက်ရပြအထံတော့ယိဘရဟိရှိသူဆောင်ခဲ့ရမည်ယိဘရဟိဒီအပြစ်ဖြေရရစ်ကောင်ကိုအရင်ပူဇော်လက်ကောင်ကိုလိန်၍ဖျက်ရမည်ကိုကိုရှင်းရှင်းမခွဲရထိုအပြစ်ဖြေရရစ်ကောင်အသွေးကိုရစ်ပလင်နိုင်ရ၌ဖျန်း၍ ကျွင်းသောအသွေးကိုရစ်ပလင်ခြေရင်းသား၌ညှိရမည်အပြစ်ဖြစ်ရာရစ်ဖြစ်သည်ဒုတိယငှက်ကောင်ကိုပညာတရားအတိုင်းမီးရှို့ရာရစ်ပူဇော်ရမည် ထိုသို့ရစ်ပရောဟိတ်သည်ထိုသူပြစ်မှားမိသောအပြစ်အတွက်အပြစ်ဖြေခြင်းကိုပြုလင်သူ၏အပြစ်ကိုလွှတ်လိမ့်မည်ခိုးနှကောင်ဖြစ်စေကြိုးကလေးနှကောင်ဖြစ်စေတခုခုကိုမတတ်နိုင်လင်ပြစ်မှားသောသူသည်အပြစ်ဖြေရာ ရစ်အရာ၌မုံညံ့တော်မဲကိုဆောင်ခဲ၍ဆက်ရမည်အပြစ်ဖြေရာရစ်ဖြတ်သောကြောင့်စီကိုမလောင်းရလောဘံကိုမတင်ရရစ်ပရောဟိတ်ထံသို့ဆောင်ခဲ့ပြီးလျှင်ရစ်ပရောဟိတ်သည်မုံညံ့တလက်စွန်တီဟုသော ဘူဇောတကာအတွေ့အတာကိုယူ၍ထာဝရဘုရားအားမင်းဖြင့်ပြုသောဘူဇောတကာနှင့် အတူရစ်ပလင်ပေါ်မှာမင်းရှို့ရမည် အပြစ်ဖြေရာရစ်ဖြစ်သည်ထိုသို့ရစ်ပရောဟိတ်သည်ထိုသို့ပြတ်မှားမိသောပြစ်သောဆုံးတစ်ခုအတွက်အပြစ်ဖြေခြင်းကိုပြုလင်သူ၏အပြစ်လွတ်လိမ့်မည်ကျွင်းသောအရာသည်ဘောဇင်ဘူဇောတကာကဲ့သို့ရစ်ပရောဟိတ်အဖို့ဖြစ်သည်ဟုမောရှိအားမိန်တော်မူ၏ တပန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကတဆုံတယောက်တော်သူသည်တရားကိုမသိထာဝရဘုရားနှင့်ဆိုင်သောအရာတို့၌လွန်ကျူးပြမားမိလင်ထိုးပြမားခြင်းအတွက်သူစရဲ့ဖြရာရစ်သည်ဟုသောအပြစ်မပါသောတူသည်ကို၎င်းအကြက်တော်အလိုက်ချင့်သွေ၍ချိန်ချိန်တော့အယောင်ဝင်ကို၎င်းသာရဖျားအထံတော်သို့ဆောင်ခဲ့ရမည်ထို့သူဖျားနဲ့ဆိုင်တော်ရ၌ပြမှားမိရာကို ပြုပြင်ပြီးလင်ငါဆိုသူကိုလည်းထက်ရရပရောဟိအားပေးရမည်ရပရောဟိတိလည်းသူ့ဆိုင်ဖြေရာရစ်ဖြတ်တော်သူအဖြစ်ထိုးသူအဖို့အပြစ်ဖြေခြင်းကိုပြုလင်သူ၏အပြစ်လွတ်လိမ့်မည်တစုံတယောက်တော်သူသည်ထာဝရဖရာ သာရဖျားပညတ်တော်မတော်အမှုသဆုံးတစ်ခုကိုပြုတ်၍ပြမမိလင်ကိုပြမမှန်းကို မသိတော်လဲအပြစ်ရောက်၍ထိုအပြစ်ကိုခံရမည်သူစရိုက်ဖျားရစ်ကိုပြုတ်ခြင်းကချင့်တွက်သောအယောငွေနဲ့တကွအပြစ်မပါသောတူတီကိုဆောင်ခဲ့ရမည်တရားကိုမသိပြမမိတော်လဲကိုပြမမှန်းကိုမသိတော်သူအဖို့ယစ်ပရောဟိတ်သည်အပြစ်ဖြေခြင်းကိုပြုတ်လင်ထိုသူ၏အပြစ်လွတ်လိမ့်မည်သူစရိုက်ဖြေသောရစ်ဖြစ်သည်အကယ်စင်စင်ထိုသူသည်သာရဖျားကိုပြမရာရောက်သည် ဟုမိန်တော်မူ၏ဆာလံနံပါတ်38အောက်မေ့စီချင်းကဆက်ဆိုသောဆာလံ ။အိုးသာရဖျာအမျက်ထွက်၍ကျွန်ုပ်ကိုအပြစ်တင်တော်မူမူပါနဲ့ပြင်းစွာသောစိတ်တော်ရှိ၍ဆုံးမတော်မူမူပါနဲ့မြားတော်တို့သည်အကျွန်ုပ်၌စူးဝင်၍လက်တော်သည်အကျွန်ုပ်ကိုနှိပ်လက်ရှိပါ၏။အမျက်တော်ထွက်သောကြောင့်အကျွန်ုပ်အသားသည်ကြားမှခြင်းမရှိပါ။သူစေအပြစ်ကြောင့်အယိုးများအထဲမှတက်တာခြင်းမရှိပါ။အကျွန်ုပ်ပြုမိသောသူစေရိုက်တို့သည်အကျွန်ုပ်ကောင်းကိုလွန်မို့၍လေးသောဝင်ကဲ့သို့အကျွန်ုပ်မထမ်းနိုင်အောင်လေးကြပါ၏။အကျွန်ုပ်မိုက်သောအမှုကြောင့်အနာတို့သည်နန်စော်၍ရည်ရွယ်လက်ရှိကြပါ ပါ၏ကျွန်ုပ်ဒီပြင်းထန်စွာခံရယူအလိုနှိမ့်ချက်လိုက်ကြမ်းတမ်းသောအဝတ်ကိုဝတ်လက်တစ်နေ့လုံးတွားရပါ၏အကျွန်ုပ်ခါသည်ပူလောင်သော အနာဆွဲ၍အသားသည်လည်းကြမ်းမာခြင်းမရှိပါနှုံနယ်ချင်းကြေကွဲခြင်းရှိ၍စိတ်နှလုံး လှုပ်ရှားသည့်ဖြစ်အိုဟိယပါ၏။အိုဖျားရှင်ကျွန်ုပ်အလိုရှိသမျှသည်ရှေ့တော်၌ထင်ရှားပါ၏။ကျွန်ုပ်ညီတော်ချင်းကိုလည်းအကျွမ်းမဲ့တည်တော်မူ၏။ကျွန်ုပ်၏နှလုံးသုံးလှုပ်၍ခွန်အားလည်းကုန်ပါပြီ။မျက်စိအလင်းသည်ကွယ်ပျောက်ပါပြီ။အကျွန်ုပ်၏အဆွေခင်ပွန်းအပေါင်းအဖော်တို့သည်ကျွန်ုပ်အနာရောဂါကြောင့် အဝေးဝေးဝေးရက်လက်ပောက်ဖော်တို့သည်လဲရှောင်လက်နေကြပါ၏အကျွန်ုပ်အသက်ကိုရှာတော်သူတို့သည်ကြွက်ကွင်းများကိုထောင်ထားကြပါ၏အကျွန်ုပ်၌အပြစ်ပြုခြင်းအခွင့်ကိုရှာတော်သူတို့သည်တနေ့လုံးမနာလိုသောစကားကိုပြော၍မကောင်းသောပရိယေကိုကြံစီကြပါ၏ကျွန်ုပ်မူကနာပင်တော်သူကဲ့သို့မကြားနှုတ်ကိုမဖွင့်တော်သူကဲ့သို့ဖြစ်ပါ၏နာမကြားပြန်၍မငြင်းနိုင်တော်သူကဲ့သို့ဖြစ်ပါ၏ အကြောင်းမူကားအိုးထာရဖျာကိုရောသည် ကိုရောကိုအကျွန်ုပ်ကိုးစားပါ၏အကျွန်ုပ်၏အရှင်ဘုရားသခင်ကိုရောသည်ပြန်ပြတော်မူမီသို့မဟုတ်သူတို့သည်အကျွန်ုပ်အမှုမှဝမ်းမြောက်ကြပါလိမ့်မည်ကျွန်ုပ်သည်ခြေချော်သောအခါအကျွန်ုပ်တစ်ဖက်၌ကိုကိုချီးမြှောက်ကြပါလိမ့်မည်ဟုလျှောက်ဆိုပါ၏အကျွန်ုပ်လဲလူသည်ဖြစ်၍ကိုဆင်းရဲခြင်းကိုအစဉ်အောက်မဲ့နေပါ၏ကိုအဖြစ်ကိုဖော်ပြပါ၏ပြမမိသောပြမမိသောကြောင့်စိတ်ပူပန် ခြေရှိပါ၏ကျွန်ုပ်ဤရန်သူတို့ကကြမ်းမာလက်ခွန်အားကြီးလက်ရှိကြပါ၏ကျွန်ုပ်ကိုမဟုတ်မမှန်ပဲမုံတော်သူတို့ကများပြကြပါ၏ကျွန်ုပ်ဒီဂျေစုတပါးကိုစူးစား၍ကျင့်တော်ကြောင့်ဂျေစုတရားကို 調査၍ကျင့်တော်ကြောင့်ဂျေဇူးအတွက်အပြစ်ပြုတတ်သောသူတို့သည်အကျွန်ုပ်ကိုယံပဲ့ပြုကြပါ၏။အိုထာဝရဘုရားအကျွန်ုပ်ကိုစွန့်ပစ်တော်မူပါနှင့်အကျွန်ုပ်၏ဖျားအကျွန်ုပ်နှင့်ဝေဝေနေတော်မူပါနှင့်အကျွန်ုပ်ကိုကယ်တင်တော်မူသောဖျားရှင်အကျွန်ုပ်ကိုမဆာခြင်းကအလေမြန်ကြွာလာတော်မူပါ။တမန်တော်ဝတ္ထုအခန်းကြီး26 ထုခကိပမင်းကသင်သည်ကိုအဖို့လုံကပြောရသောအခွင့်ရှိသည်ဟုဘောလိုအားဆိုလင်းဘောလိုသည်လက်ကိုဆန့်၍အပြစ်ဖြေရာစကားကိုဤသို့ပြော၏အကိပမင်းကြီးသောလူတို့သည် အကျွန်ုပ်ကိုအမှုတ်လုတ်သမျှသောအမှုမှရှေ့တော်၌အပြစ်ဖြေစေရာ စကားကိုယနေ့ပြောရမည်အကြောင်းကို အကြောင်းကို၎င်းထုံမြမကကိုရော်ဒီယူတာထုံးစံပုပ်ဆာအမေးများကိုလေ့ကျင့်တော်မူအကြောင်းကို၎င်းအကျွန်ုပ်ထောက်၍ကိုရော်၌မင်္ဂလာရှိသည်ဟုကိုကိုကိုထင်မှတ်ပါ၏ထို့ကြောင့်ဒီခံသောစိတ်နှင့်အကျွန်ုပ်စကားကိုနားထောင်တော်မူမိအကြောင်းအတနာတော်ခံပါ၏ဂျေရုရှလင်မြို့တွင်ကိုအမျိုးသားချင်းတို့၏အထင်၌အကျွန်ုပ်နေသည်ဖြင့်ငယ်သောအသက်အရွယ်မှစ၍အကျွန်ုပ်အနေအထိုင်အပြုအမူများကို ယူဒလူအပေါင်းတို့သည်တိကြပါ၏အကျွန်ုပ်သည်ယူဒပါသား၌အလွန်ကြက်သီးစွာသောဤဥပရိတကိုခံ၍ဖာရရှေဖြစ်တေကိုထိုသူတို့သည်တက်တေခံခြင်းကအလိုရှိလေရှေးဥစွာကပင်တိကြပါ၏ဘုရားသခင်သည်ပိုးပေးများတော့အပေးတော်မူသောဂတိတော်ကိုထောက်၍မျောလင့်ခြင်းအကြောင်းတရားအကြောင်းကြောင့်အကျွန်ုပ်သည်ယခုတွင်စစ်ကြောခြင်းကိုခံရပါ၏ယူဒလူ32မျိုးတို့သည်နိညာမပြတ်ကြိုးစား၍ဘုရားဝတ်ကိုပြုသည်ဖြင့်ထိုဂတိတော်အတိုင်းခံရမည်ဟုမျောလင့်ခြင်းရှိကြ၏အိုးအကိတ် မင်းကြီးထိုမျှော်လင့်ခြင်းတရားကိုအကျွန်ုပ်အကြောင်းပြု၍ယူဒလူတို့သည်ကျွန်ုပ်ကိုအမှုလုပ်ကြပါ၏။သင်လွန်သောသူတို့ကိုဘုရားသခင်ထမြောက်စေတော်မူမည်ဟုသောအယူကိုမယူအပ်ဟုသင်တို့သည်ပေကြုံထင်ကြပါသည်။နာဇရက်မြို့သားယေရှု၏နာမတော်နှင့်ဆန့်ကျင်သောအမှုများကိုပြုကောင်း၏ဟုအကျွန်ုပ်သည်စိတ်ထင်လက်ဂျေရုဆလင်မြို့၌ထိုအမှုကိုပြုမိပါ၏။ယေဘရဟိအကြီးတို့ထံ၌အခွင့်ရပြီလျှင်တန့်ရှင်းသူများတို့ကိုထောင်ထဲမှလောင်ထားပါ၏။သူတို့သည်အသေးတချင်းကိုခံရသောအခါကျွန်ုပ်သည်ဝန်ခံပါ၏။ ်ထိုသူတို့သည်ဘုရားသခင်ကိုနှုတ်ဖြစ်ပြမစေခြင်းဟာ အကျွန်ုပ်ဒီအနိုင်အထက်ပြု၍ခတ်သိမ်းသောတရားစီရတ်တို့၌ဂျိန်ဖန်များစွာတန်ပေးပါ၏ပြင်းစွာသောအမျက်တော်သားနှင့်ရစ်မှုသည်ဖြင့်တကြွန်းတနိုင်ငံတိုင်အောင်သူတို့ကိုညှင်းစင်နှိပ်စက်ပါ၏ထို့သောပြု၍ယေဘရဟိအကြီးတို့ပေးသော အခွင့်အရာနှင့်အကျွန်ုပ်ဒီတမသက်မြို့သို့တွားစဉ်တွင် နေ၏အယောင်ထက်မကသောအလင်းသည်အကျွန်ုပ်မှဆ၍အကျွန်ုပ်နှင့်အတူတွားသောသူများပတ်လည်၌ကောင်းကင်ထဲကထွန်းတောက်သည်ကိုမွန်းတဲ့အချိန်တွင် လမ်းထဲမှာကျွန်ုပ်မြင်ရပါသည်အရှင်မင်းကြီးအကျွန်ုပ်နဲ့ထိုးသူအပေါင်းတို့ဒီမြေပေါ်မှာလေး၍နေကြစဉ်ရှောလို့ရှောလို့ငါ့ကိုအဖေ့ကြောင့်ညင်းစေသည်နီတုတ်ချုံကိုခြေတောက်နဲ့ကြောက်လင်ခက်လှသည်ဟုဟေပြေပါသာစကားအပြင်ပြောသောစကားတိုင်ကိုအကျွန်ုပ်ကြားလင်တခင်အကိုတော်သည်အဘယ်သူနည်းဟုအကျွန်ုပ်မင်းလျှောက်တော်ငါကားတင်းညင်းစေသော နာဆရက်မြို့သားယေရှုဖြစ်တည်းတို့တော်လဲထား၍မတန်နေလောငါသည်ယူတာအမျိုးသားတပါးအမျိုးသားတို့လက်မှတင့်ကိုကယ်လွှတ်၍တင်း နေယခုမြင်ရသောအကြောင်းအရာတို့နဲ့နောက်မှငါသည်တင့်အားထင်ရှားလက်တန်သောအကြောင်းအရာတို့မှာအမှုဆောင်ရွက်တော်သူတက်တည်ခံတော်သူအရာနဲ့တင့်ကိုခံထားစီခြင်းကငါသည်တင့်အားထင်ရှား၏တဘာမျိုးသားတို့သည်မှောင်မိုက်မှအလင်းတို့ကူးမြောက်၍စာတန်၏အာနာထဲမှဘုရားသခင်အထံတော်သို့ပြောင်းလဲသောအဖြစ်အပြစ်လွတ်ခြင်းကြီးစုကိုခံရမည်အကြောင်းနဲ့ငါကိုယုံကြည်သောအဖြစ်တန့်ရှင်းခြင်းသို့ရောက်တော်သူတို့နဲ့ဆက်ဆံ၍အမွေခံရမည်အကြောင်းသူတို့၏မျက်စိကိုဖွင့်စီခြင်းဟာ သူတို့စီတို့တင့်ုံကဆေလွတ်မီဟုမိန်တော်မူ၏။အိုးအကိပ္ပမင်းကြီးကောင်းကင်ကဖြတ်တော်ထိုးပြာတိတ်တော်ကိုအစ်တို့ဒီနားမထောင်ပင်မနေရပါ။လူတို့ဒီနောင်တရရမီ။နောင်တရချင်းနဲ့ထိုက်တန်သောအကျင့်ကိုကျင့်ရမီ။ဘုရားသခင်အထံတော်သို့ပြောင်းလဲရမီဟု၍တမန်တဲ့မြို့၌ရှစ်ဦးစွာဟောပြောပြီးလင်းဂျေရုဆလင်မြို့မှဆ၍ယူဒာပြည်အယက်ယက်၌နေတော်သူတို့အား၎င်း။တပားအမျိုးသားတို့အား၎င်းဟောပြောပါ၏။ထိုအကြောင်းများကြောင့်ယူဒာလူတို့ဒီပိတ်မှန်တော်၌အ ကျွန်တော်ကိုဖန်ဆင်း၍ကွမျက်ခြင်းကအာထုတ်ကြပါပြီတို့ရသည်ဘုရားသခင်မာစာတော်မူသောဂျေဇုတော်ကိုကျွန်တော်ခံရ၍ယခုတိုင်အောင်ရှိနေပါ၏ခရစ်တော်သည် အသေးအသက်ခြင်းကိုခံရမည်ဟု၍၎င်းတေခြင်းမှအူးဆုံးထမြောက်၍ယူသားအမျိုးသားတပါးအမျိုးသားတို့အားအလင်းကိုပေးမည်ဟု၍၎င်းမောရှေမာစာတော်ပရောဖက်များတို့ ဟောပြောသောစကားထက်ကျွန်ုပ်တို့မလွန်ပဲလူအကြီးငယ်တို့အားတက်တည်ခံလက်နေပါသည်ဟုရှောက်လေ၏ထို့သောဘောလူသည်အပြစ်ဖြေရာစကားကို ရှောက်တော့အခါဖေတို့မင်းကဘောလူတင်သည် သူယူဖြစ်တိတ်ပံအတက်များကိုတင်၍သူယူအဖြစ်တို့ရောက်ခဲ့ပြီဟုကြီးသောအတန်နဲ့ဆို၏ဘောလူကမြတ်တော်မူသော ဖေတို့မင်းကျွန်ုပ်သည်သူယူမဟုတ်ပါတမန်ရရနဲ့၎င်း ကောင်းသောစိတ်နဲ့၎င်းရှင်သောစကားကိုပြောပါ၏ဤအရာများကိုအကိပ္ပမင်းကြီးတည်တော်မူ၏ထိုမင်းကြီးရှေ့တော်၌အကျွန်ုပ်အသက်လန်းလျှောက်ဝင့်ပါ၏ဤမှုရာသုံးတစ်ခုကိုမျှ မင်းကြီးမသိပဲနေတော်မမူဟုအကျွန်ုပ်ထင်ပါ၏အကြောင်းမူကားဤအမှုတိစိတ်괴ရာအယံ၌ပြူတော်မူမဟုတ်ပါ။အိုးကိမ့်ပန်မင်းကြီးကိုရောဒီအနာကတ္တိစကားကိုယုံတော်မူသလားယုံတော်မူသည်ကိုအကျွန်ုပ်တိပါသည်ဟုလျှောက်၏ကိမ့်ပန်မင်းကလည်းသင်သည်ဖျားယောင်သွေးဆောင်တော်အပြင်ငါသည်ခရိယံဖြစ်လို့ပြီးဟု ဘောလူအဆူပြီးလင်ဘောလူကကိုရောမဆက်၍ယနေ့တွင် အကျွန်ုပ်၏စကားကိုကြားတော်သူအပေါင်းတို့သည်ဤတန်ကျိုးကိုထား၍အကျွန်ုပ်ကဲ့သို့သောသူဖြစ်တီတာမက လုံလုံဖြစ်စေခြင်းဟာဖရာသခင်ကိုအကျွန်ုပ်ဆုတောင်းပါသည်ဟုလျှောက်လေ၏ထိုအခါမင်းကြီးနှင့်ပေရနေသည်ထား၍မြို့ဝမင်းမဆသောအပေါင်းအဖော်များနှင့်တကွအခြားသို့တွားပြီးလျှင်ဤသူသည်အသေးတက်ခြင်း အကျဉ်းထားခြင်းခံထိုက်တော်အမှုကိုမပြုဟုအချင်းချင်းပြောဆိုကြ၏ဂိပာမင်းကားလေဤသူသည်ကဲသာပင်၏အယူတော်ကိုခံပါမိဟုမဆုံမြင့်လျှင်လွတ်တင့်သည်ဟုဖေတုံမင်းအားဆို၏